ဇမေသားစွမ်းစာနေရဲ့ပွဲကိုတွားရောက်ကြည့်ရှုအားပေးရင်းနဲ့တိတ်ဆင်နာအထီသွားပြီးတော့နှုတ်ဆက်ရကနေမစ်ရှင်တော်တယောက်က အတင်းဖတ်တာကိုခံလိုက်ရတဲ့ပြိသက်မျိုးသမီးတူမင်္ဂလာပါပြိသက်ကြီးရေဇက်သပင်လောကမှာနံပါတ်1လို့ပြောရလောက်တဲ့အထီအောင်မြင်ခဲ့တဲ့ဇမေသားစွမ်းစာနေကတော့သူ့ရဲ့ကျမ်းမာရေးအခြေအနေကြောင့်ဇက်ပွဲကားတွေကိုရန်နာထားခဲ့ပြီးမြင်အခုဆိုရင်တော့အရှင်တော်ကလိုဇက်ပွဲတွေပြန်လဲကပြဖြောပြရင်ပြိသက်တွေစီကိုပြန်လဲရောက်ရှိလာခဲ့ပြီးပဲဖြစ်ပါတယ် ပြီးခဲ့တဲ့ဇန်ပိုင်းရက်တွင်မှာတော့ဇမင်းသားစွမ်းစာနီကအောင်လံမြို့မှာသွားရောက်ဖျော်ဖြေခဲ့တာဖြစ်ပြီးအဆိုပါပွဲမှာစွမ်းစာနီကိုချစ်ခင်တဲ့ပရိသတ်တယောက်ကစိတ်ဆင်နှာအထီလာပြီးတော့မိဆက်ရာကနေစွမ်းစာနီဇက်တပင်အဖွဲ့တွေကလူရှင်တော်တယောက်ကစင်အောင်အထီဆင်းလာပြီးအဆိုပါမျိုးသမီးကို အတင်းဖက်ယူခဲ့တာပဲဖြစ်ပါတယ် စွမ်းစာနီတို့လိုနာမည်ကြီးမင်းသားတွေကပြတဲ့ဇက်ပွဲတွေမှာဆိုရင်မိန်ကလေးအများစုရဲ့တဲတဲလို့အားပေးခြင်းကိုခံခဲ့ရတာဖြစ်ပြီးလူရှင်တော်တွေကလည်းစားနောက်ကြရာကနေအခုလိုလောရက်မျိုးအထိလှုပ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုတော့ဒီလိုဖြစ်တယ်ဘယ်လိုလဲ။ဘာလဲနမစကံရောက်လာအမလက်ပြန်လို့တောင်းမယ်နော်မလက်ပြန်စာချုပ်မှာလက်မထိုးဘူးမလက်ပြန်စာချုပ်မှာလက်မထိုးဘူး

ဒီလိုများချားလာကိုစားစားမိုက်ထမိန်နဲ့ဒီနေ့နဲ့တော့တော့လိုက်ပါလားဟေးဘက်ခဲဆမ်းမီအော်မမီးရဲ့ရဲတင်းော်လေးဟေး